အာရီနာရှန်ကာလာရှီယန်ဂျော်ဂျီနာစင်ဂျူရနယ်တို့တွဲခဲ့တဲ့အလန်းစားကောင်မလေးခုနှစ်ယောက်ပရိသတ်များလုံးပဲမြင်လာပါခင်ဗျာရွှေရိုးအိုင်ဘက်ခွန်ရှိကောအလိုင်းအချင်းကနေပြန်လဲကြိုးလိုက်ပါရင်ဂျော်ဂျီရနယ်တို့ဆိုတာဘောလုံးစကေးပိုင်းမှာလူတိုင်းကြိုက်ကြတဲ့ကစားသမားဖြစ်ပြီးရုပ်ရည်ယူပပါဂိုင်းမှာတော့ပြိုမဒီတိုင်းကျွေးစင်းရတဲ့သူဖြစ်ပါရင် ရွေးရည်မကခနာကိုတီစောင်းမှုဘိုင်းမှာလဲမေခလာသချင်းတွေကတော့အရက်က6ပင်ချက်သားတုတ်ခိုင်ခနာကိုအချိုးစာကြည့်လေပိုက်နေဆိုတာမျိုးပါဒါကြောင့်ဂုံကြီးနဲ့တွဲချင်လာတဲ့မင်းမလာလေးတွေလည်းအများအပြားရှိခဲ့ပါတယ်ဂုံကြီးဟာသူ့ရဲ့တန်တန်းတစ်လျှောက်တွဲခဲ့တဲ့မင်းကလေးတွေများစွာရှိပြီးဒီပြိုလေးတွေမှာတော့ရိုနယ်ဒိုနဲ့တွဲခဲ့မှုတဲ့မင်းကလေးတွေကိုဖော်ပြပေးတော့မှာပဲဖြစ်ပါတယ်နံပါတ်1ဂျော်ဒါနာဂျာဒင်း ရနက်ဒိုဘောလမစတင်ပြလာခြင်းတွဲခဲ့တဲ့သူကဘရာဇီးမော်ရင်ဂျော်ဒနာဂျာရင်ဖြစ်ပါရင်သူမကရယ်လိုရဲ့စပိုးလင်းလေးဆိုအသင်းပေါ်မာရီယိုဂျာရင်ရဲ့ညီမပါမာရီယိုရဲ့မိတ်ဆက်ဘင်မူကနေရယ်လိုနဲ့ဂျော်ဒနာတို့တီးခဲ့ကြပြီးနောက်ပိုင်းတွဲပစ်သွားခဲ့တာပါဒါပေမဲ့သူတို့တိတ်တဲ့ကာလဟာအချိန်ခဏလေးဖြစ်ခဲ့ပြီးရနက်ဒိုမန်နိုက်တန်စီပြောင်းရွှေ့ခြင်းနဲ့အတူပြတ်သွားခဲ့ပါရင်နံပါတ်2အက်ကင်ဆန် ယူနိုက်တက်မှာကစားနေစဉ်ရိုနယ်တိုဟာအင်္ဂလိပ်မင်းသမီးတူဖြစ်တဲ့အကင်ဆန်နဲ့ဒိတ်ခဲ့ပါတယ်။အဆိုပါအချိန်မှာနှုတ်စလုံးကစားနေတဲ့မဲ့ကြီးလာနေခြင်းဖြစ်တာကြောင့်မီဒီယာတွေထက်ဟောလီတစ်ယောက်ကျော်ဖြစ်သွားခဲ့တာပါ။အဲ့နောက်မွေးခြေပိုင်းပြဿနာနဲ့သူတို့နှစ်ဦးရွှေလက်တွဲမမြဲခဲ့ကြဘူးလို့သိရပါတယ်။နံပါတ်3ပဲရစ်ဟစ်တန်2009ခုနှစ်မှာ Red Royal Madrid C ယူနိုက်တက်ကနေပြောင်းရွှေ့သွားခဲ့ပါတယ်။ကမ္ဘာအကောင်းဆုံးကစားမဖြစ်နေပြီးမော Red Royal အနားမှာပြိုမလီတွေဝိုင်းနေခဲ့တာပါ။စပိန်မှာ Red Royal Hollywood နာမည်ကြီးတယောက်ဆောင်လည်းဖြစ်အဆိုတော်လည်းဖြစ်တဲ့ Paris Hamilton နဲ့တွဲခဲ့ပါတယ်။ပါတီတွေအတူတူသွားခဲ့ကြပါမယ်။သူနဲ့လည်းမကြခဲ့ပါဘူး။ ။နံပါတ်၄ကင်ကာရာရှန်အခုတည်းဒီကာရာရှန်ဟာရနယ်ဒိုရဲ့ပွဲတွေကိုတောင်းကြည့်နေတော့မှပဲသူတို့အတွဲပြတာကကာရာရှန်စပိန်ကိုရုပ်ရှင်ရိုက်ဖို့တောင်းဆင်တွဲခဲ့တာပါ။သူမကရန်ဒိုရဲ့မက်ထရီမျိုးကအိမ်ကို၃ရက်အထိအလဲသွားခဲ့ပူပါရီဒါပေမဲ့ကြာကြာတွဲခဲ့တာမဟုတ်ဘူးဖြစ်ပါရီဒါပေမဲ့ကာရာရှီယန်ဟာကန်နီဝေးစ်နဲ့လက်ထပ်သွားခဲ့ပါရီနံပါတ်9အာရီနာရှိတ် ရုရှားဆိုပါမော်ရယ်အာရီယာနာရှိတ်ကတော့ရယ်လိုတွဲခင်းသမျှတွေမှာအဟောဆုံးလို့ဆိုလို့တော့ရာခေါင်းရနိုင်ပါတယ်2020ခုနှစ်မှာစတင်ခဲ့ကြပြီးသူတို့နှစ်ဦးတော်တော်လေးအချိန်ကြာခဲ့ပါတယ်စုစုပေါင်း9နှစ်ထိတွဲခဲ့ပြီး2015မှာမှပြတ်သွားခဲ့တာပါအဲဒီအချိန်ရှာရန်ဟာသူ့ကိုရနယ်ဒိုကောင်မလေးမို့လို့လူသိများနေရယ်ဆိုရင် unfollow လုပ်ဖို့ပြောခဲ့ပြီး Instagram မှာ follower ထိုးဆင်းသွားခဲ့ပါတယ်ရယ်လိုနဲ့လမ်းခွဲသွားခဲ့ပြီးတော့သူက Bradley Cooper နဲ့တွဲသွားခဲ့ပါတယ်နံပါတ်6 DC Cordero စပိန်မော်ရယ် DC Cordero နဲ့လည်း Ronaldo ခဏတွဲလိုက်ပါသေးတယ်။သတင်းတွေကတော့သူမဟာနာမည်ကြီးကျယ်လို့ Ronaldo နဲ့တွဲတာပါဆိုပြီးတော့ဖော်ပြခဲ့ကြတာပါ။ Ronaldo နဲ့လမ်းခွဲပြီးနောက်ပိုင်းမှာတော့သူမဟာ Joaquin Correa နဲ့ဆက်တွဲခဲ့ပါသေးတယ်။နံပါတ်5 Georgina Rodrigo Ronaldo ရဲ့လက်ရှိရှိသူလည်းဖြစ်သူ Georgina ဟာ2019ခုနှစ်တည်းကစာတွဲခဲ့ကြတာပါ။ Georgina Ronaldo နဲ့မတွေ့ခင်မှာ Gucci ဆိုင်မှာစေးမလုံနေခဲ့တာလို့ဆိုပါရင် ဂျာဂျီနာရယ်ဒိုရဲ့အခြေဆုံးဖြစ်ပြီးလက်ထပ်ဖို့ရည်စူးထားကြတယ်လို့လည်းသိရပါတယ်။သူမဟာရယ်ဒိုအတွက်အငယ်ဆုံးကလေးလေးနှစ်ယောက်ကိုလည်းကိုယ်တိုင်မွေးပွေးပါခဲ့ပါသေးတယ်။ရန်ဒိုအနာခက်မှာဂျာဂျီနာကိုလက်ထပ်ဖို့ဒီရည်ရထားတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကကြည့်လာပါမယ်။နောက်နေ့မှာလည်းအင်္ဂါစားတဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ဒီကောင်ချော်လိုက်ရပါတယ်ခင်ဗျာ။